ောင်လေးမင်္ဂလာပါမင်္ဂလာပါအမမောင်လေးအမကိုကိုကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်ကတော့မောင်တော်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နေစားပဲကုမ္ပဏီမှာဒီရုံးပိုင်းပေါ့နော် office ဘိုင်းမှာ HR assistant တယောက်အနေနဲ့တောင်းထားဆောင်နေပါတယ်ခင်ဗျာမောင်တော်ကရောဒီကုမ္ပဏီမှာလောက်တက်ဘယ်လောက်ရှိပြီလဲကျွန်တော်ကတော့လောက်တက်ကတလဝဲပဲရှိပါသေးတယ်ခင်ဗျာဆိုတော့မောင်လေးဒီတလခွဲလောက်တက်အတွင်းမှာပျော်ရွှင်ခဲ့ရလားစိတ်ဖြစ်စီမှုတွေရှိခဲ့လားပြောခဲ့ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီတလဝဲဆိုတော့ ကလာဝတ်တန်ဒီမှာတော့အကောင်တော့အဖေးမောင်နဲ့ဝမ်းဝကွန်ယူရတဲ့တဲခေါ်ပြတဲ့ကြောင့်မရမ်းပျော်ရွှင်ရပါတယ်။စိတ်ဖိစီးမှုတွေရောရှိခဲ့လားရှင်။စိတ်ဖိစီးမှုတွေကမရှိပါဘူးခင်ဗျာ။အကောင်တော့မတက်လဲအကောင်တော့အစာဆုံးပါတော့တိတိတိအစာအကောင်တော့လိုက်တင်ပြတဲ့တဲကြောင့်မလို့တိတ်ပြီးပရက်ရှာလို့တော့မရှိခဲ့ပါဘူးခင်ဗျာ။မော်လီတီအလုံးမှာလုတ်ခဲ့တဲ့အတော်အတွင်းပေါ့နော်။ဘာကြီးတိုးတက်ပြောင်းလဲမှုရှိလာရဲ့လို့ထင်လဲမော်လီ။ တိုးတက်ပြောင်းလဲမှုတွေကတော့ရှိရပြန်ဒီအလုပ်ပိုင်းမှာမှမဟုတ်ဘောเนาะကျွန်တော်ကလူငယ်တဲ့ဖက်လို့ကြောင့်မို့ရုံမဲမှာအတောင်ဝင်ထမ်းဆောင်ရတယ်ဆိုတာဟိုအများကြီးဟိုအခေါ်ပြောတဲ့အစားနေထိုင်နေရအစားဘောเนาะအကုန်လုံးဒီရုံမဲအမားတွေအကုန်လုံးတင်ပေးတယ်ပြောပြပေးတဲ့တော့ကြောင့်မို့လို့လုပ်ငန်းပိုင်းမှာဟိုဒီအပြင်ကပုံနေဆက်ဆံရေးပိုင်းမှာပါအစားဘောเนาะအကုန်လုံးတိုးတက်ပြောင်းလဲလာရလို့ထင်တယ်ဗျဟိုလူကြီးတယောက်လိုလဲနေထိုင်တက်လာတဲ့ အားလုံးကောင်းပါရဲ့ဗျဟုတ်ကဲ့ပါမောင်သေးကဒီလုပ်ငန်းမလုပ်ခင်ပေါ့နော်ဒီ HR assistant နဲ့ပေါ့နော်အတွေ့အကြုံရှိခဲ့တာရှင်တွေ့အကြုံကတော့မရှိပါဘူးဗျာကျွန်တော်ကလူငယ်တည်းဖြစ်တော့ဒီဘေးအလုပ်တွေပဲတောင်းတောင်းလုပ်ဖြစ်တယ်ဗျလုပ်ဖြစ်တယ်ဆိုတော့ဒီ HR assistant ဒီပို့ကုန်မြင်တော့ပေါ့နော်ဟိုဘာမှမတိုင်တော့မှအရာလုံးတင်မင်းမယ်ပေါ့နော်ဒါပေမဲ့လို့အဲ့ဥစားကြီးကဖြစ်နိုင်ပါမလားပေါ့ဒါပေမဲ့လည်းဟိုလုံးဝအဆင်ပြေပါဗျအကုန်လုံးတင်ပေးရတကယ်လည်းတင်ပေးပါတယ် လုပ်ငန်းခွင်ထဲမှာတွေ့ကြုံမရှိဘဲဝင်လာခဲ့တာဆိုတော့နှိမ်နာတွေအခွဲခြားဆက်ဆံတာမျိုးတွေရောရှိလားမောင်လေမရှိဘူးဗျအဲ့လိုမရှိဘူးဒီရုံးပိုင်းမှမဟုတ်ဘူးနော်ဒီစာပေပိုင်းမှာဆိုတော့အဲ့လိုပဲဗျစာပေပိုင်းဆိုတော့စာပေပိုင်းနဲ့ရုံးပိုင်းနေနဲ့အကုန်လုံးအတူတူနွေတွေတွေနဲ့ဓမင်းနဲ့စုစားကြအဲ့လိုပေါ့ခီးခီးနဲ့တွားကြပွဲတွေနဲ့အတူတူကျင်းပါကြအကုန်လုံးကတပီးညီပဲဗျအဲ့လိုပဲလို့မရှိဘူးဒီကုမ္ပဏီမှာတော့လေဟုတ်ကဲ့ပါမော်လီဒီကုမ္ပဏီမှာရောဗာပွဲတွေကျင်းပါလိမ့်ရှိလဲရှင် အဲဒီကုမ္ပဏီမှာတော့ဟိုတက်တက်မထည့်ရလို့မရှိဘူးเนาะ6လတစ်ကြိမ်တော့မဟုတ်တစ်နှစ်တစ်ကြိမ်တော့ပေါ့အဲ့လိုမျိုးစုပေးပွဲပါဆိုတော့ကျင်းပပေးတယ်ပြီးတော့ရှေ့ရကြီးခကြီးတွေဖြစ်တဲ့ Christmas ပွဲလို့အကြရင်နှစ်တကူပွဲလို့ Happy New Year ပေါ့เนาะနှစ်တကူပွဲလို့အဲဥစားတွေပြီးတော့ရှေ့ခီးပါရလဲပေးထွက်တယ်အဲ့လိုပေါ့အစားတော်တွေပါဆိုရှေ့လဲတူတူသွားစားတယ်တကယ်နည်းနည်းချွေးရပါပဲပြောဖို့ကောင်းပါတယ်ဟုတ်ကဲ့ပါမော်လီဒီကုမ္ပဏီမှာဘာခံစားခွင့်တွေရောရှိလဲရှင်ဒီကုမ္ပဏီမှာခံစားခွင့်ရောလေရှိပါပဲစ조사ရေစ조사သလိုပေါ့เนาะ ။အရာအလုံးအဟိုရပြည့်စုလည်းရှိတော့အချိန်မှန်ရှိတဲ့အချိန်မှန်စုလည်းရှိတယ်။ရမှန်စုလည်းရှိတယ်။အကုန်လုံးပဲလာပြည့်စုလည်းရနှစ်ပြည့်အဲ့လိုပေါ့အကုန်လုံးရှိရကြ။အဓိကကတော့ကိုယ့်ရဲ့ကြိုးစားမှုပဲเนาะကြိုးစားရင်ကြိုးစားတလို့မျိုးတော့အကုန်လုံးတိုးပြီးရဗျ။ပေးရတဲ့စင်းလို့ရှိရင်လည်းပေးရစုကြီးပဲလေပေးတယ်ဗျ။ဟိုအကုန်လုံးပါပဲဟုတ်။မော်လီရေဒီမှာလုံနေတဲ့အတော့အတွင်းပေါ့နော်။ကို့အတွက်ဘတ်စကင်းကြီးရလာလို့ထင်လဲရှင်။ ဟုတ်ကဲ့ဗျာကျွန်တော်ကဒီမှာလုံးနေတာဘလုံးဝမကြသေးပဲပေါ့နော်ဒီ communication skill ဘိုင်းမှာလည်းဟိုကောင်းမလာလို့ပို့ပြီးကောင်းမလာလို့မြင်မိပါတယ်ဗျာကိုကိုသုံးသက်ပုံရဆိုလို့ရှိရင်လည်းပေါ့နော်ဒီ sales management skill ဘိုင်းမှာလည်းဟိုပို့ပြီးအကောင်းလာလို့မြင်မိပါတယ်ခင်ဗျာဒီ company ဘက်ချာလည်းဟိုတင်ပေးရပေါ့နော်ဒီ bank ဘက်ရတော့ကြောင့်မလို့ကျန်တဲ့အရာတွေဟိုကျန်တဲ့အရာတွေလည်းတိုးတက်လာပြီမဲ့လို့ဒါပေမဲ့အဲ့နောက်ကတော့ပို့ပြီးတိတိတတ်တိုးတက်လာလို့မြင်မိပါတယ်ဗျာ ဟုတ်ကဲ့ပါမောင်လေးရေအဲကုမ္ပဏီအမတို့ကုမ္ပဏီနဲ့ရှေ့ဆက်ပြီးတော့ဘယ်လိုလဲတွဲလောက်ကင်ဝါဖို့အစီအစဉ်ရှိလဲရှင်ဟုတ်ကဲ့ခင်ဗျာရှေ့ရှေ့လက်တွဲလောက်ကင်ဝါဖို့တော့အစီအစဉ်ရှိပါခင်ဗျာဘာလို့လဲဆိုတော့ဟိုကျွန်တော်ဒီဝဆရောက်တော့ဆိုဘာမှမသိမသိတော့ဘောနော်ဒီကုမ္ပဏီမှာအကုန်လုံးတင်ပေးတယ်အကုန်လုံးဒီလုပ်ငန်းဝင်မှာမဟုတ်ဘောနော်ဒီအပြင်ပိုင်းနေရာဆိုအကုန်လုံးတင်ပေးပြောပေးဆိုပေးရအတွက်ကြောင့်မို့လို့ဘောနော် ကျွန်တော်မှတိုးတက်လာရတဲ့အများကြီးရှိတယ်ပြောရှင်လည်းဟိုလေးလာစရာတင်ကြရရတဲ့နောက်ထပ်အများကြီးကြံသေးတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီကုမ္ပဏီကနေရတဲ့ဟိုစိတ်ချမ်းသာပါတယ်ဗျအကုန်လုံးကလည်းဟေးမမနဲ့ဝမ်းမကွညီပေးတဲ့အတွက်ကြောင့်မလို့ပျော်လဲပျော်ရတယ်ဗျအဲ့တော့ကြောင့်မလို့ရှေ့ဆက်ပြီးတော့ရေရှည်လောက်ကန်တော့အစီအစဉ်များရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါမလေးဆိုတော့မလေးကကုမ္ပဏီပေါ်ဗာများပြောချင်တာရှိလဲရှင်ဟုတ်ကဲ့ဗျာတော့ကျွန်တော်အစားရောက်တော့ဘာမှမတက်ဘူးကွနော်မတက်တဲ့အချိန်ကနေပြီးတော့ဟို မတက်တဲ့ຢာရီတခုမတက်တဲ့ຢာရီတခုပေါ့နော်ခေါ်ဆောင်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးလေးရမ်းတင်ပါတယ်လို့နောက်ထပ်လည်းဒီထက်မကကြိုးစားတော့မှာပေါ့နော်ဒီကုမ္ပဏီကိုပြောကြတော့ဒီကိုအဲ့လိုပေါ့ရှေ့ရနေပြီးလမ်းပြပြီးပြီးခေါ်ဆောင်ပေးတဲ့အတွက်ကြောင့်မလို့ဟိုတကယ်ဥမအကောင်းပါတယ်ပေါ့နော်ဒီကုမ္ပဏီကအဆင်ပြေပါတယ်ဗျဟုတ်ကဲ့ပါမောင်လေးနောက်ထပ်ဝင်လာမယ့်အစ်စ်လေးကြီးပေါ့နော်ရုံပိုင်းဝန်ထမ်းလေးကြီးအတွက်ရောကိုအတွက်ပြောချင်တဲ့စကားလေးများရှိလားရှင်ဟုတ်အဲရုံပိုင်းဝန်ထမ်းလေးတွေဝင်လာမယ့်အစ်စ်တွေကြတော့ ဝလာဝလာဝလာခဲ့ပါဘောနော်ဘာပဲဖြစ်တတဲခေါ်ပါလေဒီဘက်ပိုင်းကနေဒီအကြီးပိုင်းပဲဖြစ်ဖြစ်အငယ်ပိုင်းပဲဖြစ်အကုန်လုံးကဒီမှာအဲ့လိုအပိုင်းပိုင်းခြားထားရတယ်မရှိဘူးပြဟိုမှာ service ဆို service ပိုင်း service ဆို service ပိုင်းဘောနော်ဒီ office ဆို office ပိုင်းပေါ့အဲ့လိုမျိုးဖွဲ့ခြားထားတာတည်းမရှိတော့လေဟိုပြောဖို့လည်းကောင်းတယ်နှွေးထွေးလည်းရှိရယ်ပြောချင်တဲ့အကုန်လုံးလည်းတင်ပေးရကွာဒီအကောင်လည်းတင်ပေးရဆိုကြမလို့အဓိကကိုယ့်ဘက်ကစူးစမ်းလို့ရှိရင်စူးစမ်းချင်စိရှိဖို့ပဲစူးစမ်းချင်စိရှိလို့ရှိရင်အရာအလုံးက ဟိုအလကားရမှာကွာဒီကလာစားလည်းရမယ်ပညာရည်လည်းအလကားရမယ်အဲ့တော့ကြောင့်လို့လာခဲ့ပါလို့ခိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမောင်လေးရေအချိန်ပေးပြီးတော့အင်တာဗျူးဖြေပြရကျေးဇူးများကြီးတင်ပါတယ်ရှင်အမတို့ကုမ္ပဏီလည်းရှေ့ဆက်ပြီးတော့အနှစ်ပေါင်းများစွာလက်တွဲလုပ်ကန်နိုင်ပါစေနော်ကျေးဇူးပါဟုတ်ကဲ့ပါအမကျေးဇူးပါ